ဒီဇိုင်နာတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကတခုဆိုရင်တော့ဒီပုံရှားတဲ့ပြဿနာလေးပါဒီဒီဇိုင်းလေးဆွဲတဲ့အခါတုန်းကဒီလိုချင်တဲ့ပုံလေးတွေကိုဘယ်လိုမျိုးခြာခဲ့တယ်ဆိုတာလေးတွေကိုတဆင့်ပြန်ပြီးတော့မျှဝေပေးရင်းနဲ့မှလိုချင်တဲ့ပုံလေးတွေရဖို့အတွက်ဘယ်လိုမျိုးလေးတွေလုပ်ရင်ရတယ်ဆိုတာလေးကို knowledge sharing လေးလုပ်ပေးမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးဒီကိုလိုချင်တဲ့ပုံရဖို့ပေါ့နော်ဒီစာရွက်ကလေးပေးနေတဲ့ပုံမျိုးလေးရဖို့အတွက်ကိုဒီ အရင်အဆုံး free pick မှာမှွေတယ်ပေါ့နော် free pick မှာအရင်ရှာပါတယ်အခုလိုမျိုးရှာတယ်လုံးဝမတွေ့ပါဘူးနောက်ထပ်တစ်ခုပြောင်းတယ် Pinterest မှာရှာတယ် Pinterest မှာအခုလိုမျိုးရှာလိုက်တဲ့အခါမှာလည်းဒီလိုကောင်းချောချောလေးတွေပဲကြည့်ပြီးတော့မှနောက်ဆုံးပြန်ထွက်လာလိုက်ရတယ်ပေါ့နော်လိုချင်တဲ့ပုံနေထားကိုမရခဲ့ဘူး ChatGPT ကိုသွားပြီးတော့မှအခုလိုမျိုးပုံလေးတွေကိုထုတ်ခိုင်းပါတယ် အဲ့ဒီမှာပဲပုံကပထမတပုံတွေကနေပြီးတော့မှပို့ပြီးတော့ကိုလိုချင်တဲ့အတိုင်းအဆင်ပြေပြေနဲ့ထုတ်လို့ရပြီပေါ့နော်။ Oh my god I'm in love with you ။ဒီနော်ဒီပုံလေးတွေရလာပြီဆိုရင်တော့ဒီကိုရဲ့ဒီဇိုင်းထိုင်မဲ့ပုံစံထားတဲ့ပုံစံအတိုင်းကို Photoshop ထဲမှာပြန်ပြီးတော့မှဒီဇိုင်းပြန်ထိုင်နေပေါ့နော်။ဒီဒီဇိုင်းဆွဲထားတဲ့ full process လေးကိုတော့ YouTube channel လေးမှာတင်ပြပြီးတော့ရဖြစ်တဲ့အတွက်တစင်ချင်းကြည့်ရှင်တဲ့သူလေးတွေကတော့ YouTube channel လေးမှာဝင်ကြည့်လို့ရပါတယ်။အခု Dolores လေးတွေအရင်ကြာနေတာမလို့အကောင့်လေးကိုလည်း like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်။ဒီဇိုင်းနဲ့ပတ်သက်တဲ့ knowledge sharing နဲ့ကြည့်ချင်တဲ့ ယ်ဆိုရင်တော့ YouTube နဲ့ TikTok တို့မှာကြည့်လို့ရပါတယ်။ဒီဇိုင်းလေးတွေအပ်ရှင်နေဆိုရင်တော့ Facebook နဲ့ Viber တို့ကနေတဆင်းဆက်သွယ်နိုင်ပါတယ်ရှင်။